မွေးကြတဲ့ခွေးအတွက်ဒေါ်လာ3သိန်းကျော်တန်နဲ့နှစ်ထပ်ဆန်ကြီးစပွေခဲ့တဲ့ Bird Heater ဒေါ်လာ3သိန်းဆိုတဲ့ပမာဏကအခုခေတ်ငွေဈေးနဲ့တွက်ကြည့်လိုက်မယ်ဆိုရင်တော့သိန်း1000ကျော်ရှိပါတယ်။ဒီလောက်ငွေပမာဏကတာမန်မိသားစုတစုအနေနဲ့တစ်သက်လုံးထိုင်စားသွားဖို့လုံလောက်တဲ့ပမာဏပါရှင်။ဒါပေမဲ့ American ကအစိုးရ Molde တရုတ်ဆောင်တဲ့လုပ်ငန်းရှင်တယောက်ဖြစ်တဲ့ Bird Heater ကတော့အဲ့ဒီလောက်ငွေလေးကိုတုံးပြီးသူ့ခွေးအတွက်နှစ်ထပ်ဆန်ကြီးကိုစပွေခဲ့ဖို့တယ်လို့သိရပါတယ်။ ဒီနေ့မှာတော့ထူးထူးခြားခြားပေါပေါရှာရှာနေတဲ့အနေနဲ့ငွေတွေမနှဲမနှော့ကိုဖြုန်းခဲ့ကြတဲ့နာမည်ကြီးပုဂ္ဂိုလ်တွေရဲ့အကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။သူတို့ကဘယ်သူတွေလဲငွေတွေကိုဘယ်လိုဖြုန်းခဲ့ကြတယ်လဲဆိုတာကိုတော့ဗီဒီယိုထဲမှာတူတူကြည့်လိုက်ကြရအောင်ပါပရိသတ်ကြီးတို့ရေ။ ဘယ်ရစ်ဟီတန်ဆိုတာဟောလိဝုဒ်လောကအကြောင်းတိမိခောက်မှုရှိကြတဲ့သူတွေဆိုရင်ဒီကိုသိကြမယ့်အနေနဲ့ကြော်တယောက်ပါတချင်လဲဆိုမော်ဒယ်လဲလို့တယုံလဲဆောင်ပြီးလုပ်ငန်းတွေလည်းပိုင်ဆိုင်ထားပါတယ်နောက်တစ်ဆယ်ခုနှစ်တကြောမှာတော့သူကမီဒီယာတွေပေါ်မှာအမြဲအမြင်တွေ့နေရတဲ့သူပါရှင်သူကအဲ့ဒီကနေချမ်းသာလာရင်ကြမကပါဘူးသူအဖိုးကလည်းနာမည်ကျော်ဟိုတယ်လုပ်ငန်းစုကြီးဖြစ်တဲ့ Hilton Hotel လုပ်ငန်းစုကိုပိုင်ဆိုင်ထားတဲ့ Connaught Hilton ဖြစ်ပါတယ်ဒီတန်ဟိုတယ်လုပ်ငန်းစုအောက်မှာဆိုရင်သူကြားတဲ့ ဟိုတယ်ဗရန်ပေါင်း24ခုနဲ့နေရာပေါင်း8000ကျော်ကမ္ဘာအနှံ့မှာရှိနေပါတယ်။အဲ့ဒီလုပ်ငန်းစုရဲ့တန်ဖိုးကကာလတန်ဖိုးဒေါ်လာဘီလီယံ40ရှိပါတယ်။အဲ့ဒါဒေါ်လာတန်ပေါင်း၄000ပါရှင်။အဲ့ဒီဟိုတယ်လုပ်ငန်းမှာဆိုရင်တော့ပရိဟီတန်ရဲ့ရှယ်ယာရပိုင်ခွင့်တော့မရှိပေမယ့်သူမကဟီလ်တန်ဆိုတဲ့မျိုးရိုးနာမည်ရှိနေတော့အဲ့ဒီတစ်ခုတည်းနဲ့တင်ကိုပိုင်လုပ်ငန်းတွေနဲ့ကိုပိုင်နာမည်တလုံးကိုတိစားဖို့လွယ်ကူသွားပါပြီ။ဆိုတော့ပဲဟီလ်တန်ကအောင်မြင်လာခဲ့ပြီးတော့အခုချိန်မှာတော့သူပိုင်ဆိုင်မှုတန်ဖိုးကကြီးဒေါ်လာတန်300ကျော်ရှိပါတယ်။ သူကသူအဲ့ဒီလောက်ချမ်းသာရတဲ့အကြောင်းကိုနည်းမျိုးစုံနဲ့ပြသရတာအားမရလို့သူခွေးလေးတွေထားတဲ့ဆိုင်ကိုတော့ဆိုင်ပုံစံမျိုးစောက်ပြီးထားခဲ့တာဖြစ်ပါတယ်။နှစ်ထပ်ဆိုပေမဲ့လူနေတဲ့နှစ်ထပ်ဆိုင်တို့တော့အကြီးကြီးမဟုတ်ပဲလူတရကျော်စားတာမြင်ပါတယ်။ဒါပေမဲ့ချမ်းသာအေကွန်တွေရောအပူပေးဆက်တွေရောထည့်ထားပြီးတော့အကျွမ်းအပြင်စင်ကိုလည်း share လုပ်ထားတာပါနော်။ ။ညနေချက်မှာလည်းဈေးကြီးပြရတဲ့မီဆိုင်ပန်းစီတက်ပေးထားပြီးတော့ပရိဘောကရီဆိုရင်လည်းနံပါတ်ကျော်ပရိဘောကဒီဇိုင်နာရီစီမှာအပ်ပြီးမှထည့်သွင်းထားတာပါ။စုစုပေါင်းဒေါ်လာ3သိန်း2000ခွဲလောက်ကုန်သွားခဲ့တယ်လို့ဆိုပါတယ်။သူ့အကြိုက်တစ်ခုလုံးကိုပန်းရောင်စီတွေတုပ်ထားပါတယ်။အဲ့ဒီခွေးစံအိမ်ကိုသူကစပြီးတော့လူအများရှိချပြခဲ့တော့ကဆိုရင်ဂျာနယ်မဂ္ဂဇင်းတွေသတင်းစာတွေနဲ့သတင်းတွေမှာပြုပြင်သွားခဲ့သေးပါတယ်။နောက်တစ်ယောက်ကျောင်းဆက်မပြောသေးခင်မှာတကယ်လို့ပိတ်သက်တဲ့အနေနဲ့ဗီဒီယိုလေးကိုသဘောကျတယ်ဆိုရင်တော့ကျွန်တော်တို့ကြောကန်းကိုလိုက်တာ follow လေးလုပ်ခဲ့ပြီးဖို့တောင်းဆိုလိုက်ရပါတယ်။ နောက်တစ်ယောက်ကတော့ကမ္ဘာကျော်ဆိုတော့ Minus Science တက်ဖြစ်ပါတယ်။သူကတော့အင်းဆောက်ပေးတာမဟုတ်ပါဘူး။သူလည်းသူနည်းသူဟန်နဲ့ထူကြပါတယ်။သူကသူ့ခွေးလေးတွေတွားဖို့လာဖို့အတွက်ကောင်းဝယ်ပေးခဲ့တာပါ။ဟုတ်ပါတယ်။ကားပါရှင်။ခွေးလေးကတော့ကောင်းပေါင်းတက်ဖို့ပေါ့လေ။ သူကိုယ်တိုင်နဲ့မောင်းရတာဖြစ်ပါတယ်။ဒါပေမဲ့သူကိုယ်တိုင်စီးနေတဲ့ Maserati စိန်ခံကားပေါ်မှာတော့ခွေးလေးတွေကိုတင်ခေါ်မသွားဘဲတီးတန့်ကားဖြစ်တဲ့ Range Rover ကားကြီးတစ်စီးကိုဝယ်ပေးခဲ့ပါတယ်။အဲ့ဒီကားကြီးအတွက်သူကဒေါ်လာ36000ကျော်ပေးလိုက်ရပါတယ်ရှင်။သူက Maserati ကားပေါ်မှာခွေးမွေးတွေရှုပ်မှဆိုလို့ကားတက်ဝယ်ပြီးတော့ခွေးကားအဖြစ်သုံးလိုက်ကြလား။ဒီတိုင်းပဲခွေးလေးတွေမှာကားတစ်စီးတော့ရှိတဲ့နယ်လို့တွေးပြီးပဲဝယ်ပေးလိုက်ကြလားကတော့သူကိုယ်တိုင်ပဲသိမှာပါ။အားလုံးသိကြတဲ့ Diamond League ကတစ်ခါတလေကြာရင်ဦးကြောင်းကြောင်းတွေလုတ်တက်တာတော့မထူးဆန်းပါဘူးလို့ဆိုရမှာပါရှင်။ ဒီလိုမျိုးဒေါ်လာတသိန်း6000ကျော်တဲ့ကားကိုခွေးတွေကအပိုင်စီးနေရတာများတော့လေတခါတလေကြလူဖြစ်ပြီးတော့ဒီလောက်တောင်စိတ်မခံနိုင်တဲ့ကိုဘော့ကိုအားမလို့အားမရဖြစ်မိကြမှာပါဟုတ်ကဲ့ပါအခုတင်ဆက်ပေးခဲ့တာကတော့တူတူချာချာပေါပေါချာချာနေတဲ့အနေနဲ့ငွေဒီမနေမနှုတ်ကိုဖြုံးခဲ့ကြတဲ့နာမည်ကြီးပုဂ္ဂိုလ်ရဲ့အကြောင်းပဲဖြစ်ပါတယ်။ပေးသက်တို့ရောတို့နဲ့ပတ်သက်ပြီးတော့ဘယ်လိုများထင်ကြပါလဲရှင်။ပေးသက်တို့ရဲ့အမြင်ကိုကွန်မန့်မှာဝင်ရောက်မျှဝေပေးခဲ့ကြဖို့ဖိတ်ခေါ်လိုက်